ဒီဘက်ရာဇုန်နှစ်တမိုင်းမှာအာနာရှင်တွေရှီကနေအရင်ဦးဆုံးပစ္စည်းကိုတင်းယူချိတ်ပိတ်နိုင်တဲ့ဒိုင်နာလက်နက်ကိုင်အဖြစ်အေကတော့မှတ်တမ်းဝင်သွားပါပြီအဲ့ဒါဘာလဲအာနာရှင်ဟောင်းတန်းရှင်ယူနဲ့မောင်အေးတို့ဟိုဒီအချမ်းဖက် စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တယ်လို့ဆိုပြီးသူတို့ပိုင်တဲ့ဟိုတယ်တွေကိုချိတ်ပိတ်လေဆိုတဲ့တင်းကိုရခိုင်ပြည်တွင် စစ်တပ်နဲ့ဆက်နွယ်သောစီးပွားရေးသမားများ၏ဟိုတယ်မိုဒယ်လုပ်ငန်းနှင့်ပိုင်ဆိုင်မှုများကို အေကချိတ်ပိတ်စစ်တက်ဤခရိုနီဥကြောက်တောင်ဤပိုင်ဆိုင်မှုများလဲပါသွားတန်တွဲမျိုးကပလီကန်းကြီးရှိဟိုတယ်များနှင့်အင်ယာစီမံကိန်းများအေလက်အောက်သို့ကြာရောက်မှုစစ်ကောင်စီနှင့်ခရိုနီသူထေးများအတွက်အထိနာဆုံးအာရခတ်တော်အေအေတင်ပိုက်ထားသည့်မြို့နယ်များအတွင်းရှိစစ်တက်နှင့်ဆက်သွယ်နေသောဟိုတယ်များမိုတယ်များလုပ်ငန်းများနေအိမ်များနှင့်စစ်တက်ဘက်တော်သားစီးပွားရေးသမားများဤနေအိမ်များနှင့်ပိုင်ဆိုင်မှုများအလုံးကိုအေအေကချိတ်ပိတ်လိုက်ပြီဖြစ်ကြောင်းသိရှိရသည် ရခိုင်ပြည်ကစီးပွားရေးလုပ်ငန်းရှင်ဦးကျောက်တောင်ပါဝင်အာနာသိန်းစစ်ကောင်စီနှင့်ကုလူဆက်သွယ်ပေါင်းတင်းနေသောရခိုင်စီးပွားရေးလုပ်ငန်းရှင်များကိုအေအေကအေးအေးယူဆောင်ရွက်နေခြင်းဖြစ်ပြီးဦးကျောက်တောင်ကိုယ်တိုင်ကလည်းကင်းဤပိုင်ဆိုင်မှုများတင်းစီခံထားရကြောင်းအေယာတူမြတီတရင်ဌာနနှင့်အင်တာဗျူးတွင်ဝန်ခံထားသည်ဦးကျောက်တောင်၏အဆိုအရတောင်ကုန်းမြို့တွင် အေအေကချိတ်ပိတ်လိုက်သောပိုင်ဆိုင်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ9တန်းမှဒေါ်လာ6တန်းဝန်းကျင်ရှိပြီး ဆယ်ရနေရများ၁၄ရှစ်စီးနေအိမ်များမြေကွက်များနှင့်ထာဝရအောင်မြေအိမ်ယာစီမံကိန်းများပါဝင်ကြောင်းသိရှိရသည်။ AA ကတည်ယူထားသောတန်တွဲမျိုးရှိဟိုတယ်များနှင့်စီမံကိန်းများဆုံးရှုံးမှုမှာခရိုနီလုပ်ငန်းရှင်များနှင့်စစ်ကောင်စီအတွက်အထူးအနာဆုံးဖြစ်ကြောင်းအထူးသဖြင့်မြန်မာခီးသွွားလုပ်ငန်းအတွက်ဆုံးရှုံးမှုကြီးကြောင်းမြန်မာနိုင်ငံခီးသွွားလုပ်ငန်းအဖွဲ့ချုပ်မှအမှုဆောင်ဟိုတယ်လုပ်ငန်းရှင်တဦးကဆိုသည် နပလီကမ်းခြေကိုဆုံးရှုံးရတာကတော့ဒီဟိုတယ်ပိုင်ရှင်တွေရောခီးသွားလုပ်ငန်းတွေတွေရောကအထည်အနာဆုံးပဲမြန်မာပြည်ရဲ့အလဆုံးကမ်းခြေနဲ့ဟိုတယ်အကောင်းဆုံးတွေကနပလီမှာဟုမြန်မာနိုင်ငံခီးသွားလုပ်ငန်းအဖွဲ့ချုပ်မှအမှုဆောင်ဟိုတယ်လုပ်ငန်းရှင်ကဆိုသည်ရခိုင်ပြည်တန်တွဲမြို့နယ်မှာရှိသည့်ကဘာကျော်နပလီကမ်းခြေမှာကျဲ၃ပွင့်မှကျဲ၅ပွင့်အဆင့်ရှိဟိုတယ်65လုံးရှိပြီးတန်တွဲမြို့ကို AA ကတင်ပိုက်လိုက်သည့်2024ခုနှစ်ဇူလိုင်လအတွင်းဟိုတယ်များအလုံးမှာ အေးအေးလက်အောက်သို့ကြားရောက်ခဲ့သည်ဒီဘက်ရာစုနှစ်တမိုင်းမှာအာနာရှင်နေရှီကနေအရင်ဦးဆုံးပစ္စည်းကိုတင်းယူချိတ်ပိတ်နိုင်တဲ့တိုင်းနာလက်နက်ကင်ဖြစ်အေးကတော့မှတ်တမ်းဝင်သွားပါပြီအဲ့ဒါဗါတယ်အာနာရှင်ဟောင်းတန်းရှင်နဲ့မောင်အေးတို့ဟိုဒီအကျံဖက်စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တယ်ဟုဆိုပြီးသူတို့ပိုင်တဲ့ဟိုတယ်တွေကိုချိတ်ပိတ်လဲဆိုတော့တည်င်းကိုမြန်မာနာဝကနေဖော်ပြထားမှာတည်င်းလေးကိုကျွန်တော်တို့နတ်ဆင်ပါမယ်နော် ာရခတ်တက်တော် AAD စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်တန်းရွှေဗိုလ်ချုပ်မောင်အေးတို့ဤတာသမီများကိုအကြမ်းဖက်အဖွဲ့နှင့်ပတ်သက်သူများဟုတတ်မှတ်ပြီးငပလီကမ်းခြေမှဟိုတယ်နှလုံးကိုပြီးခဲ့တဲ့တရင်ပတ်အတွင်းကချိတ်ပိတ်တင်းယူလိုက်တယ်။အဆိုပါဟိုတယ်များမှဗိုလ်ချုပ်တန်းရွှေဤတာဦးတန့်စော်ရွှေပိုင်တန်ဒရက်ဘီချ်ဟိုတယ်ငပလီတန်ဒရက်ကမ်းခြေဟိုတယ်ငပလီနဲ့ဗိုလ်ချုပ်မောင်အေးတို့ဆန္နာအေးပိုင်ပန်ချင်းမမရီစော့ဟိုတယ်တို့ဖြစ်ပါလေ။ ဘင်္ဂလားပင်လယ်အော်တို့မေးတင်ထားတဲ့မြန်မာနိုင်ငံ၏အလှပဆုံးကမ်းရှင်မှထိုဟိုတယ်နှလုံးဆောက်လို့ရမြင်နေရအတွက်စစ်တပ်ကဒေသခံဒေသမများကို2000ပြည့်နှစ်ဝန်းကျင်ကချိန်ချောက်မောင်းထုတ်ခဲ့ထုံမိသားစုများသည့်ကမ်းရှင်ဇိန်ကန်ဟိုတယ်လုပ်ငန်းမှအကျိုးမြတ်များဆယ်စုနှစ်နှစ်ခုနှီးပါးကြာရရှိနေခဲ့ရပါမှပြီးခဲ့တဲ့နှစ်နှစ်လပိုင်းကအေအေကငပလီကမ်းရှင်ကိုတိမ့်ပိုက်ပြီးတဲ့နောက်၎င်းတို့၏စီးပွားရေးလုပ်ငန်းများကိုဆွန့်လွတ်လိုက်ရပြီဖြစ်တယ်။ ။တမိုင်းတစ်ပတ်လဲခြင်းမြန်မာစစ်တပ်နဲ့အေတို့ဒီအကြမ်းဖက်အဖွဲ့ဖြစ်စီမဖြစ်အပြန်လန်တတ်မှတ်ထားပြီးအေကထိုတို့ချိတ်ပိတ်တင်းဆဲခြင်းဖြစ်တယ်ဟုအေနဲ့နှိမ့်သက်မှုရှိတော့ရခိုင်ဝိုင်းရဲ့နိုင်ငံရေးသမားဥပိတ်တန်းကမြန်မာနောင်လို့ပြောတယ်။အကြမ်းဖက်ဥပဒေနဲ့ပြောရမယ်ဆိုရင်အကြမ်းဖက်လူတွေရဲ့ပတ်သက်ဆက်နွယ်နေတဲ့ပိုင်ဆိုင်မှုတွေကိုတင်းဆဲတဲ့ချိတ်ပိတ်တဲ့ဆိုတဲ့လှုပ်ရုံးလှုပ်စင်အလုပ်တစ်ခုပဲလို့ပြောချင်တယ်ဟုသူကဆိုတယ်။1992မှ2017အထိစကောနှစ်ကြာအာဏာရှင်အဖြစ်မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့သူ ဘုရုံမူကြီးတန်းရွှေနှင့်တူ၏အယုံကြည်ရဆုံးလက်ထောက်ဒုဘုရုံမူကြီးမောင်ရေတို့သည်အာနာလက်ဝဲရှိစဉ်စစ်တပ်ကအတုံးစစ်တပ်ကိုအတုံးပြုပြီးပြည်သူတို့၏ပိုင်ဆိုင်မှုများကိုတိမ့်ပိုက်ခဲ့ကြသည်အာနာရှင်ဟောင်းနှစ်ဦးဒီစစ်တပ်အကြီးအကဲဖြင့်ယာဒူးရှိစဉ်၎င်းတို့ကိုစန့်ကျင်ကြတဲ့ဒီမိုကရေစီနှင့်လူမျိုးစုအခွင့်အရေးတောင်းဆိုလူများ၏ပိုင်ဆိုင်မှုများကိုမတရားအတင်းနှင့်ဆက်ဆက်သည်ဆိုသည့်အကြောင်းပြချက်ဖြင့်ချိတ်ပိတ်တည်ယူခဲ့သည်ထို့ပြင်ငပလီကမ်းခြေအပါဝင်နိုင်ငံအနှံ့ပြားမှ လေယာမြေဧကသိန်းချီကိုစစ်တပ်ပိုင်ဖြစ်သိမ်းဆဲခဲ့ကြပြီးမိသားစုဝင်များကိုခွဲဝေပေးခဲ့ကြသည်ဘုရုံမူကြီးတန်းကျွတ်ကရခိုင်ပြည်နယ်တွင်တပ်ရင်းတပ်ဖွဲ့များတိုးချဲ့မိဆိုသည့်အကြောင်းပြချက်ဖြင့်အရက်သားများပိုင်ဆိုင်သည့်မြေဧကထောင်ချီကိုရယူခဲ့ကြောင်းရခိုင်ပြည်နယ်ထဲမှထိုးနယ်များပြားကိုဧကပြန်လည်သိမ်းပိုက်ခြင်းဖြင့်စစ်တပ်သိမ်းမြေများကိုမူလပိုင်ရှင်ထံပြန်လည်ဖလွှဲပြောင်းပေးနေကြောင်းဥပဒေကဆိုတဲ့ဒေသခံများ၏အဆိုအရ AD တန်တွဲမြို့အတွင်းသို့အရက်သားများပြန်လည်ခြေချခွင့်ပြုတော်လဲ ငပလီကန်းကျင်နဲ့ကန်းကျင်မှာဇိမ်ကန်ဟိုတယ်များတို့တွာလာခွင့်မပြုသေးပဲလုံခြုံရေးတင်းကျပ်စွာခြံလာတယ်ဟုတည်ရတယ်။တန်တွဲမြို့ထဲမှာတော့လူတွေနေနေကြပြီဒါပေမဲ့ငပလီကိုတော့အရက်သားတွေဝင်ခွင့်မရသေးဘူး။အဲ့ဒီကဟိုတယ်တွေကိုတော့အေအေကချိတ်ပိတ်ထားတယ်ဆိုတော့ဟိုတယ်တွေကိုမဖွင့်ဘူးပိတ်ထားပါလေဟုတန်တွဲမြို့ကန်တဦးကမြန်မာနောင်ကိုပြောတယ်။အနာရှင်အောင်နှုတ်ဦးမိသားစုပိုင်ဟိုတယ်များချိတ်ပိတ်တည်ယူထားမှုနဲ့ပတ်သက်ပြီးပုံမတိရှိစေရန်အတွက်အေအေကြိုးဝင်ရပုံကိုဆက်သွယ်မြင်းမြန်ခဲ့တော်တဲ့ပြန်လည်ထေချခြင်းမရှိသေးပေဘူး။ ငပလီကမ်းခြေမှအာနာရှင်ဟောင်း၏ဇိမ်ခံဟိုတယ်များ2000ပြည့်နှစ်ကာလတွင်စစ်အာနာရှင်ဟောင်းဗိုလ်ချုပ်တန်းရွှေဦးဆောင်သောစစ်အစိုးရလက်ထက်၌ကာဝေးဝန်ကြီးဌာနကငပလီကမ်းခြေမှအများပြည်သူပိုင်းမြေအေကဒါဇင်နှစ်ချီကိုတည်ယူခဲ့သည်ထို့နောက်ကာဝေးဝန်ကြီးဌာနလက်အောက်ရှိစစ်ထောက်ချုပ်ရုံးကမြေပိုင်ရှင်ပြုလုပ်ပြီးထိုမြေများကိုစစ်ဗိုလ်ချုပ်တာဝန်များနှင့်ခရိုနီစီဝိုင်းလုပ်ငန်းရှင်များကိုဟိုတယ်လုပ်ငန်းလုပ်ကြိုင်ခွင့်များပြန်လည်ချတာနှင့်နီလန်းဖြင့်ငပလီကမ်းခြေကိုအပိုင်တင်ခဲ့ကြသည် ဝိတုတန်းရွှေနှင့်မောင်အေးကစစ်တပ်အကြောင်းပြပြီးဒါမီးများအတွက်ငပလီကမ်းရွှေတွင်မြေသိမ်းပြီးဟိုတယ်ဆောက်ဝင်ပေးသည့်အကြောင်းအပြည့်စုံဖတ်ရန်ဆိုပြီးဆက်ရေးထားတယ်။ဒါကတော့ထုံမီများကိုတနင်္လာနေ့ဖြန်းပြအမေရိကန်ဒေါ်လာတထောင်နှုန်းဖြင့်နှိရှိငားရန်လောက်ကဲ့ဝင်ပေးခဲ့ခြင်းဖြစ်သည်။ဦးတန်းရွှေဤဒါနမီရှိဦးအနက်မှအငယ်ဆုံးဖြစ်သည့်ဦးတန်းစော်ရွှေဤငပလီကမ်းရှိမြေပြင်ကြီးရွာရှိတပ်သိမ်းမြေပေါ်မှာမြေ9ဒသမ20အေကကို နှစ်40ကြာနှာရဲစာချုပ်ဖြင့်၎င်း၏ဖခင်ဦးဆောင်စီမံသောစစ်တပ်ထံမှလုပ်ကင်ခွင့်ရခဲ့တယ်။ထိုမြေပေါ်တွင်ဦးတန့်ဇော်ရွှေကတန်ရွက်ကန်းချေဟိုတယ်ငပလီအမည်ဖြင့်အခန်းပေါင်း80ပါတိကျယ်လေးဝင့်ဟိုတယ်ကိုစောက်လုပ်ခဲ့တယ်။ဦးတန့်ဇော်ရွှေပိုင်ဆိုင်သောဟိုတယ်၏အခန်းကားကဈေးနှုန်းမှာတစ်ရက်ဒေါ်လာရာထောင်ရှိရှိတော်လဲစစ်ထောက်ချုပ်ရုံတို့ပေးနေရသောမြေငှားရမ်းကမှတလနဲ့ကြက်23သိန်းနဲ့ 1083ဒေါ်လာတာဖြစ်တယ်။ဘူဂျုံတန်းရွှေတန်းနီးတူထိုချိန်ကစစ်တပ်တွေနံပါတ်1ဖြစ်တော့ဘူဂျုံမောင်အေးတမိဒေါ်စဒေါ်စနာအေးဒီလဲငပလီကငပလီတန်းသိမ်းမြေထဲမှာမြေလေးကကျော်ရှိအကောင်းဆုံးမြေကွက်တစ်ခုတွင်ဟိုတယ်စောက်လုပ်ခွင့်ရရှိထားတယ်။ဒေါ်နနာအေးဒီဘူဂျုံတန်းရွှေလက်ထက်တကိုးထွားခဲ့သည့်စက်မှုတေဝင်ကြီးဘူဂျုံအောင်တောင်းဤတားဖြစ်သူဦးပြအောင်ဤဦးပြအောင်ဤဇနီးဖြစ်သည်။ထို့သောမိဘအတိုင်းဝိုင်းတောက်တင်းမှုကြောင့်ဒေါ်စနာအေးတို့သည် ငပလီကန်းချင်းမြေပြင်ကြီးရရှိမြေနေရာကိုစစ်တပ်ထံမှငားရမ်းခြင်းမျိုးမဟုတ်ပဲဥယျာဉ်ခြံမြေကိုစီမင်းဌာနတို့တင်ကြား၏၎င်း၏ကိုပိုင်အမည်ဖောက်ကအပိုင်သိမ်းတဲ့ကြောင့်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်စာရွက်စာတမ်းအထောက်အထားများတည်ရတယ်2014ခုနှစ်တည်းက၎င်း၏ပိုင်ဆိုင်ခွင့်ရထားသောထုံမြေပေါ်တွင်2018ခုနှစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ANDI အစိုးရလက်ထက်တွင်အခန်းပေါင်း46ခန်းပါရှိတဲ့အစင်းမြစ်ဇိုင်းနံအစင်းမြစ်ဟိုတယ်ကိုဆောက်လုပ်ခဲ့တယ် ်ထိုဟာတတိငပလီကန်းကြီးအကောင်းဆုံးနဲ့ဈေးအကြီးဆုံးဟောတဲ့ဇယုံဝင်တယ်ဒေါ်နနာအေးဒီအေးတို့လင်မယားကတစ်လွင်သောဂျာပန်ဟိုတယ်အုပ်စုအနေဖြင့်လောက်ကင်ကြောင့်မြန်မာနိုင်ငံယင်းနှိမ့်ညွန့်မှုကော်မတီတို့ခွင့်ပြုချက်ရရှိရင်တင်ပြတော့စာရေးဆန္ဒများတည်ရတယ်။ဦးပြည်အောင်ဤမွေးချင်းဖြစ်သူဦးမိုးအောင်ဒီစစ်ကောင်စီအမျိုးသားလုံခြုံရေးအကြံပေးဖြင့်လက်ရှိတာဝန်ယူထားပြီး2024ခုနှစ်ဇန်နဝါရီလမတိုင်မီအထိရေတက်စစ်ဦးစီးချုပ်ရာထူးရရှိထားသူဖြစ်သည်။ ခရိုနီဟိုတယ်များအသိခံရမြေတေကရော်ကြီးဖြင့်ကျပ်8000နှုံးမြင့်လော်ဝါကြီးအုပ်ခဲ့သောငပလီကမ်းခြေမှတက်တဲ့မြေများကိုအာနာရှင်ဟောက်ဗိုလ်ချုပ်မိသားစုများအပြင်၎င်းတို့နှင့်ပဏံတဲ့နောက်ခရိုနီများလည်းဝေစုများရခဲ့သည်ထိုလူများမှထူးစီးပွားရေးကုမ္ပဏီအုပ်စုမှဦးတေဇမက်စ်ဦးစော်စော်အေဒီဦးလုပ်ငန်းစုဦးချစ်ခိုင်အာနာရှင်မိသားစု၏စီးပွားဝယ်ဖြစ်သောပိုးပီတုစစ်ခေါင်းဆောင်ဦးနေဝင်းထွန်းပထမများနှကကွယ်လွန်သူရုပ်ရှင်မင်းသားကြီးကောလိပ်နေဝင်း၏တမီး ဒေါ်တနာနေဝင်းတို့ဖြစ်တယ်ကဲဒါကတော့မြန်မာနောင်းကတင်ထားတဲ့ဒေမဖြစ်တယ်အဲ့တော့အေအေရဲ့တောက်ပြန်မှုကတော့အယမ်းမိုက်တယ်ကနော်ရှင်းတယ်ဟမ်ကြောင်ကြောင်ရတဲ့သတင်းဖတ်လိုက်တဲ့အချိန်မှာဗာအချမ်းဖက်တမားနေနဲ့ဆက်သွက်လို့ဆိုပြီးဘုတုတ်တန်းရွှေနဲ့ဘုတုတ်အဲ့ဒီမောင်အေးတို့ရဲ့မိသားစုပိုင်ဆိုင်တဲ့ဟိုတယ်တွေကိုချစ်ပေးလိုက်ရဆိုတော့ဟာတကယ်ပဲဟိုဘလို့စိတ်ထဲမှာလေအော်ကိုရီးယား ပတ်ပိုင်းပြည်ရဲ့တမိုင်းတစ်ပတ်ပြန်လည်လို့ဝင်ရပြီလားဆိုတဲ့အဲ့ဒီ feeling ကိုခံစားရတယ်เนาะကျွန်တော်တို့မှာခင်းဆက်ဆက်ပြည်သူတွေကမသိငါသိနေတာအခုကြည့်မြေအေကเนาะ8000 8000နဲ့တေအေကကိုတိန်းတယ်ပြည်သူတွေစီကနေတိန်းပြီးတော့သူတို့တိန်းရဲ့နှားကဒေါ်လာ1000ရှိတောင်း1000ရရတဲ့เนาะရာရှိထောင်ချီရတဲ့အနည်းဆုံးဒေါ်လာ၄၀၀၀ပေးရဒီဟိုတယ်ကျေလေးပွင့်အဆင့်ဟိုတယ်အဲ့တော့အဲ့ဒီလိုမျိုးဟိုတယ်ပြန်ဆောက်တယ်ဒါပေမဲ့တိုင်းပြည်ရဲ့ဘန်နာရောရလာတိုင်းပြည်အတွက်လည်းဘန်နာဝင်မရဘူးနော် တိုင်းကန်ထိတဲ့ပြည်သူတွေနဲ့ဘာမှအကျိုးခံဆောင်ခဲ့မရှိဘူးဘလောက်တပုံတမြအကျန်းဖတ်ဆန်နေဆိုတာစဉ်းစားကြည့်အဲ့ဒါလိုမျိုးခင်းဆက်ဆက်တုတ်တော့ပြည်သူကခံခဲ့ရတယ်ဒါပေမဲ့ဒီနေ့အချိန်မှာတော့ကျွန်တော်တို့တွေတမိုင်းတစ်ပတ်ပြန်လည်ခွင့်ရခဲ့ပြီလို့မှတ်ယူရတော့တယ်တဖြည်းဖြည်းနဲ့နောက်ထပ်နောက်ထပ်ဒေသတွေမှာလည်းဒီပုံစံမျိုးလုံးလာနိုင်ဖို့အရေးကြီးတယ်ဒါကြောင့်မလို့ခရိုနီတွေအားလုံးဟာအာနာရှင်တွေကိုကောက်ခဲ့လို့ဆိုတော့ဒါပဲဗျာနော်သူတို့တွေအာနာရှင်နဲ့ပတ်သက်မှဒီလိုမျိုးမတော်မတရားတဲ့အရာတွေနဲ့စီးပွားရှာလို့ရမှာ အဲ့တော့တကယ်ဒီမုံလေးတိုင်းပြည်ပြောရမယ်ဆိုရင်တကယ်စီးပွားရေးအုံနောက်နဲ့တွားတော့ brain တုံးပြီးတွားတော့မြန်မာပြည်မှာက brain တုံးပြီးတွားခြင်းတဲ့လူမရှိဘူးရုံမှပြီးတော့နော်လက်နဲ့အာကိုနဲ့တွားခြင်းတဲ့လူပဲရှိတယ်ယာဒူအာကိုနဲ့တွားခြင်းတဲ့လူပဲရှိတယ်အတိုင်းဝိုင်းအာကိုနဲ့တွားခြင်းတဲ့လူပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့တလိမ့်ဆန်ဝါဒခေဟောင်းကနေခစ်တစ်ပုံမတက်နိုင်သေးတဲ့ဇေယျပဲဒါပွင့်လို့တော့သူများနိုင်ငံကစီးပွားရေးပြိုင်တယ်အဲ့တော့ခစ်တစ်နော်စီးပွားရေးအခုနိုင်ငံနဲ့ချီပြီးတော့ပြိုင်နေကြတယ်ဒါပေမဲ့ ခေါင်းထဲမှာရှိတဲ့အုံနောက်တွေအတိတ်တရားတွေနဲ့ပညာတွေနဲ့ပြန်ရတယ်။စီးပွားရေးလုပ်တဲ့နေရာမှာခင်ဗျားပြောဉာဏ်ပညာနဲ့ဖောက်ထွင်းပြီးလုပ်ကြတယ်။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာအဲ့လိုဉာဏ်ပညာနဲ့ဖောက်ထွင်းပြီးလုပ်မဲ့လူထက်ခင်ဗျားပြောသူရာဒူးနဲ့ရှင်ပြိုင်နေအတိုင်းဝိုင်းနဲ့ရှင်ပြိုင်နေနော်ဥစ္စာသနာကြော်ဝမှုနဲ့ရှင်ပြိုင်နေစသဖြင့်ဒါတွေကတလိမ့်ဆန်ဝါဒတွေအဲ့ဒီတလိမ့်ဆန်ဝါဒနဲ့ရှင်ပြိုင်ခြင်းနဲ့လူတွေကဘာဖြစ်လာလဲဆိုတော့အာနာရှင်ကိုကြိုက်လာကြတယ်သူတို့ကအာနာရှင်ကြတော့အခွင့်အရေးပေးလိုက်ရင်အင်းနဲ့မေးအမီးနဲ့ပြေးတယ်လေဒါဒါအာနာရှင်နဲ့လောက်ရမယ်မယုံကြည်လိုက်နော် တရားမှုမတရားမှုဥပဒေဘာညာဆိုတာမတိတဲ့ခေါင်းတွေကအိနံပေအမိနံပြေးတယ်မယုံကြည်လိုက်နော်ဒါကြောင့်မလို့အာနာရှင်တွေဟဲ့တို့ပေါင်းချင်တယ်ဆိုတာကအဲ့ဒါပဲအာနာရှင်တွေလက်ထက်မှာတို့ကြိုက်တယ်လို့လုပ်လို့ရတယ်နော်တကက်ဒီမိုစီလမ်းကြောင်းနဲ့သွားမဆိုဒါမျိုးတွေလုပ်လို့မရတော့ဒါဟာဒီမြန်မာပြည်မှာရှိတဲ့ခရိုနီအများစုကနော်အားလုံးတော့မပြောပါဘူးဒါကိုယ့်ကိုယ်လိုတိကျနေဘသူတွေကတို့စိတ်သက်ရှိနေဆိုတာအဲ့တော့လက်ရှိအေရဲ့လောက်ရကတော့ကျွန်တော်တို့ဘီသူတွေအတွက်ကအင်မတန်ခွာဖြစ်စေတယ်နော်တကယ်ပဲကျေးဇူးတင်တယ် ဒါမျိုးတွေကိုကျွန်တော်တို့တိုင်းပြည်လို့အနှံ့လှုပ်ဖို့လုပ်တယ်။ဒါကြောင့်မလို့လက်ရှိဒီဘက်ရာစုဒီဘက်ဆယ်စုနှစ်အတွင်းမှာပေါ့နော်။ဆယ်စုနှစ်အတွင်းမှာ sorry ကျွန်တော်အရှင်းမှာရာစုတင်လို့ပြောခဲ့တာမသိဘူး။ဒီဘက်ဆယ်စုနှစ်အတွင်းမှာကျွန်တော်တို့ AA ဟာအာနာရှင်တွေရှိကနေပြည်သူပိုင်ပြန်သိမ်းနိုင်တဲ့ပထမဦးဆုံးလက်နက်ကင်အဖွဲ့ဖြစ်မှတ်တမ်းဝင်သွားပါပြီ။လေးစားတယ်ဘုရုပ်ထွမျက်နိုင်တဲ့ကွာ AA မှာရှိတဲ့နော်တတ်မှုပုံမှုရဲဘော်တွေအားလုံးကိုကျွန်တော်တို့အခြားတော့တိုင်းတဲ့လက်နက်ကင်တွေဖွဲ့နေတယ်။အတူယူခိုင်းစေခြင်းနဲ့ ဒါဟာတော်လှန်ရေးကိုတော်လှန်ရေးနဲ့တူအောင်လုပ်တဲ့အကျိုးအမြတ်လို့ပဲမှတ်ယူရပါတော်လှန်ရေးကိုတော်လှန်ရေးနဲ့တူအောင်မလုပ်ပဲနဲ့နော်နိုင်ငံရေးတွေရောရှက်လာမယ်ပြီးလို့ရှိရင်ကိုဂျိုးစည်းဝါးတွေရောရှက်လာမယ်ဆိုအေအေဆိုတာဒီနေ့အချိန်မှာဒီလိုနာမည်ဖြစ်လာတဲ့အကြောင်းမရှိဘူးနော်အဲ့တော့နောက်ပိုင်းလဲအေအေနေနဲ့တော်လှန်ရေးကိုတော်လှန်ရေးတူအောင်ဆက်လက်ပယ်ဖို့တွန်းနိုင်ပါစေလို့ဆုတောင်းပါတယ်အေအေနီးတူအခြားတော်တိုင်းလက်နက်ကင်အားလုံးလဲအခုပုံစံမျိုးတွေနေတိုင်းမှာ စစ်ဘုတ်ကျုပ်တွေပိုင်ဆိုင်တဲ့အရာတွေကိုအခုလိုပြက်ပြက်သားသားနဲ့ပြည်သူပိုင်တိန်းနိုင်ပါစေလို့စောင့်မျှော်ပြီးတော့ဆုတောင်းပါတယ်